လေးလပိုင်း23ရက်နေ့ကတူရကီနိုင်ငံမှာပြည်အား6.2မဂနီကျူအစင်းရှိတဲ့ငလင်းလှုပ်ခတ်ခဲ့ပြီး6.2အစင်းရှိငလင်းနဲ့အတူငလင်းငယ်ပေါင်းများစွာလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပြည်သက်ကြီးရှင်ပြီးခဲ့တဲ့အေဗီလာ23ရက်နေ့ကတူရကီနိုင်ငံအစ္စတန်ဘူမြို့အနီးမှာဗဟိုပြုလှုပ်ခတ်ခဲ့တဲ့6.2အစင်းရှိတဲ့အင်အားပြင်းမြေငလင်းအပါအဝင်နောက်ဆက်တွဲငလင်းအကြိမ်ပေါင်းများစွာလှုပ်ခတ်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ အစိုးရငလင်းဟာဧပြီလ23ရက်ဒေတာစံတော်ချိန်မွန်းလွဲ12:49မိနစ်ကမြေအောက်အနက်၄မိုင်အကျော်ကနေလှုပ်ခတ်ခဲ့ကြောင်းတူရကီအရေးပေါ်ဝန်ဆောင်မှုဌာနကထုတ်ပြန်ထားပါတယ်။အဲဒီနောက်နောက်ဆက်တွဲငလင်းတွေကြောင်းလူအများအပြားဟာပြင်ပမှာအိတ်ဆက်ဖို့လှောက်ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။အစိုးရငလင်းဟာပြင်အား6.2မဂနီကျူအဆင့်ရှိတဲ့ငလင်းကြီးလှုပ်ခတ်သွားခဲ့တာဖြစ်ပြီးငလင်းငယ်ပေါင်းများစွာလှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့်ကြာချိန်10မိနစ်လောက်ကြာခဲ့တယ်လို့လည်း သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။တူရကီမှာငလင်လောက်ခတ်ချိန်အတွင်းတိုက်အမြင့်တွေကနေကြောင်းလန့်တကြားခုံချရာကနေလူပေါင်း150ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။တူရကီရဲ့အကြီးဆုံးမြို့ဖြစ်တဲ့အင်စတန်ဘူမြို့နားမှာမဂနီကျူ6.2အဆင့်ရှိတဲ့ပြင်းထန်တဲ့ငလင်တစ်ခုဟောင်းအီဗီလာ23ရက်နေ့ကလောက်ခတ်ခဲ့တာဖြစ်ပြီးလောက်ခတ်ခဲ့ပြီးတဲ့နောက်မှာတော့နိုင်ရီအနေငယ်အတွင်းပြင်းအမျိုးမျိုးနဲ့နောက်ဆက်တွဲငလင်ပေါင်း130လောက်ထပ်လောက်ခဲ့တယ်လို့လည်းသိရပါတယ်။ အဲ့ဒီတွေကမှအပြင်းဆုံးတစ်ခုကတော့မဂနီကျူ9.9အဆင့်ရှိပါတယ်။အခုလောက်ခတ်ခဲ့တဲ့တူရကီငလင်ဟာဆိုရင်အချိန်ကြာမြင့်စွာလောက်ခတ်ခဲ့တဲ့အတွက်ကြောင့်မြန်မာစကိုင်းငလင်ထက်သုံးဆကျော်ပျက်စီးဆုံးရှုံးမှုများခဲ့ပြီးအသေးအပြောက်လည်းများခဲ့တယ်လို့အာဏာပိုင်များကသတင်းထုတ်ပြန်ထားပါတယ်။အခုလောလောဆယ်မှာတော့ကေဆယ်ရီးတွေနဲ့အတူအင်တိုက်အားလိုက်ရှာဖွေကေဆယ်မှုတွေပြုလုပ်နေကြတယ်လို့လည်းသိရပါတယ်